ဲ့ဒီပစ္စည်းဥစ္စာပေါ်မှာပိုင်ဆိုင်မှုရဲ့ကုသိုလ်ပေါ်မှာပိုင်ဆိုင်မှုရဲ့ဒီပိုင်ဆိုင်မှုနှစ်ခုကိုဦးဇင်းတို့ရှင်းပြီးတော့တွေ့တတ်ဖို့လိုလိမ့်မယ်ပြောရရင်ပစ္စည်းဥစ္စာပေါ်မှာပိုင်ဆိုင်မှုကတကယ်ပိုင်ဆိုင်မှုလို့တောင်မဆိုနိုင်ဘူးလို့ပြောရမယ်ဘာဖြစ်လို့တုံးဆိုတော့အခအတ္တမြတ်လာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လို့လဲတော့အခအတ္တအခအတ္တကဘယ်လောက်တုံးလို့မင်းအလွန်ဆုံးတဘောပါတဘောကလို့ပြောလိုက်တော့ဦးဇင်းတို့ရဲ့ဉာဏ်တွေကသိပြီးတော့မထက်တဲ့အခါကျတော့တဘောကဘုအချာကြီး အခိုင်မာကြီးလို့အကြီးအကျယ်ခန်းခန်းနားနားကြီးလို့ထင်နေမှလည်းဆိုရသေးတယ်။တဘဝဆိုတာကဘလောက်ကြာကြာနေရလိမ့်မယ်လို့ဘလို့လူမျိုးကမှတိကျတဲ့ကာလတမတ်ချက်ပေးလို့မရအောင်ရသလားမရဘူးနော်ဘလို့လူမျိုးကမှဘလောက်ကြာကြာနေရလိမ့်မယ်လို့တိကျတဲ့ကာလတမတ်ချက်ပေးလို့မရအောင်အချိန်မရွေးပြည့်စည်နိုင်တာပေါ့အဲ့ဒါလို့ဆိုရင်ပိုင်ဆိုင်မှုကလည်းပဲဘလောက်ကြာကြာပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့တိကျတဲ့ကာလတမတ်ချက်ကိုပေးလို့ မရဘူးဘဝခန္ဓာပြည့်ပြီဆိုတာ ਨੇ ပိုင်ဆိုင်မှုကလည်းပြီးသွားတာပဲဒါကိုကျွတ်နားလည်ဖို့လိုတယ်နော်ဘဝပြတ်တာ ਨੇ စီးဘဝပြတ်တာ ਨੇ အတူတူပဲဆိုတာကိုနားလည်ဖို့လိုတယ်သေပြီဆိုတာ ਨੇ ကိုပိုင်ကိုကိုပိုင်ဥစ္စာပစ္စည်းတွေကကိုနဲ့ဘာမှမဆိုင်တော့ဘူးပိုင်ရှင်ပြောင်းသွားပြီပေါ့လားဆိုကြပါစို့မပြောကောင်းမဆိုကောင်းဒကာဓမ္မတို့ဦးကြီးတို့တွေနောက်နှစ်သေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုအဝဝတည်ဒီနှစ်တည်းနဲ့ပြီးတာနဲ့ပြီးသွားပြီကိုယ်နဲ့ပါမဆိုင်တော့ဟုတ်တယ်မဟုတ်လား နောက်လသေးမယ်ဆိုလို့ရှိရင်ဒီတလပြီးတာနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုဘဝသည်ကိုယ်နဲ့မဆိုင်တော့ဘူးမနေ့ပြန်တကယ်လို့သေးမယ်ဆိုရင်ဒီနေ့တည့်ရပြီးတာနဲ့ကိုယ့်ပိုင်ဆိုင်မှုဘဝသည်ကိုယ်နဲ့မဆိုင်တော့ဘူးဘာကိုဘာကြီးကိုပိုင်တယ်လို့ပဲပြောပြောဘာတွေပဲဝတ်စားထားထားအကုန်ဖြုတ်ယူမှာနော်ပိုင်ဆိုင်မှုရဲ့မရေရာမှုကိုနားလည်ဖို့လိုတယ်နော်အလွန်ဆုံးပိုင်ဆိုင်မှပါလေတဘဝပဲကံစိုးမှုမောင်ကြတဲ့လူတွေဆိုရင်တဘဝတောင်ပြီးအောင်မပိုင်ဘူး တချို့ငငယ်တုန်းကရှာဖွေသိသိထားတဲ့ဥစ္စာပစ္စည်းလေးတွေအသက်ကြီးလာတော့လှူကျင်တန်းကျင်ကြတာလေးတွေရှိတယ်။သာသမီတွေကသဘောမတူလို့ဆိုတော့မလူရမတန်းရတဲ့လူတွေမရှိဘူးလား။နော်ဦးဇင်းတို့အရက်ဒေတာတော့ရှိတာပဲဒီဘက်လည်းရှိမှာပဲလို့ထင်တယ်နော်။ဒါပါလေ။ကိုတကယ်မပိုင်ဘူးဆိုတာကိုပြောနေတာ။ဟုတ်လား။အဲ့တော့အလွန်ဆုံးပိုင်ရင်ဥစ္စာပစ္စည်းဆိုတာဘယ်လောက်ပဲပိုင်မလို့တဘောပဲ။တဘောဆိုတာလည်းဘယ်လောက်ကြာကြာနေရလိမ့်မယ်လို့တိကျတဲ့ကာလသတ်မှတ်ချက်ပေးလို့မရတဲ့အတွက်ကြောင့် ပိုင်ဆိုင်မှုကလည်းဘလောက်ကြာကြာပိုင်ဆိုင်ခွင့်ရလိမ့်မယ်ဆိုတာကိုတိကျတဲ့ကာလသမတ်ချက်ပေးလို့မရဘူး။ဒီနေ့ကိုပစ္စည်းနောက်နေ့သူများပစ္စည်းဖြစ်သွားနိုင်တယ်။အမြဲထာဝရပိုင်ဆိုင်ခွင့်မရှိဘူးနော်။ဒါကြောင့်ကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်လို့ပြောလို့မရဘူး။ဆိုကြပါစို့ဥမာတစ်ခုအရင်ပြောမယ်။လူတစ်ယောက်ကကိုယ့်ကိုပစ္စည်းတစ်ခုလာပေးတယ်။မင်းဒီနေ့စိတ်တိုင်းကြသုံး။ဒါပေမဲ့နောက်နေ့ရောက်ရင်တော့ငါပြန်ပေးရမယ်လို့ပြောမယ်ဆိုရင်အဲ့ဒီလိုပစ္စည်းမျိုးကိုဘယ်လိုလူမျိုးကမှ ဒါငါဥစ္စာငါပြည့်စင်ငါပိုင်လို့ပြောမယ်မထင်ပါဘူး။ဘာလို့လဲတော့မနေ့ပြန်ကြရင်တေချာပေါက်ပြန်ပေးရမှာမဟုတ်လို့။ဟောဒါတော့နားလေတယ်နော်။သိရင်တေချာပေါက်ထားခဲ့ရမယ်ကိုပိုင်ဥစ္စာမဟုတ်တော့မယ့်အရာတွေကိုကြတော့ကိုပိုင်ပစ္စည်းလို့ရဲရဲဝံ့ဝံ့ပြောလဲပြောရတယ်။ခိုင်ခိုင်မာမာထင်လဲထင်ထားတယ်။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်ပိုင်ဆိုင်မှုရဲ့မတေချာမှုမရေရာမှုကိုဦးဇင်းတို့နားလည်ဖို့မလိုဘူးလား။ဒီနေ့ကိုပစ္စည်းဖြစ်နိုင်တယ်သို့တော့နောက်နေ့သူများပစ္စည်းဖြစ်သွားနိုင်တယ်။ ပိုင်ရှင်အမြဲတမ်းပြောင်းနိုင်တယ်ပေါ့ဒီအကြောင်းအရာလေးကိုပြောတော့ဟိုတလောကအကြောင်းအဥစဉ်လေးကဘုံဘုံကတရင်လေးတစ်ခုပြောတယ်ဒီတရားလေးခဏခဏဟောဖြစ်တယ်ဒီတရားလေးဟောလို့ဒီနေရာရောက်တိုင်းအဲ့ဒီတရင်လေးကိုလည်းပြောဖြစ်တယ်ပေါ့တချို့လည်းပဲကြားဖို့ပြီးသားလည်းဖြစ်ခြင်းဖြစ်ပဲတရုတ်ပြည်မှာတဲ့အလွန်ချမ်းသာတဲ့တထီးတယောက်တည်သွားတော့ဒေါ်လာတွေ1.9ဘီလီယံလောက်ကျန်ခဲ့တယ်တဲ့အမေရိကန်ဒေါ်လာတဘီလီယံကိုတန်း1000ပေါ့နော် မေရိကန်ဒေါ်လာတန်း2000ဒီပါဆိုတော့ပမာငွေနဲ့တွက်မယ်ဆိုရင်တော့အရန်များတဲ့ပမာဏကြီးဖြစ်သွားပါဘူး1400လောက်နဲ့မြောက်ရမယ်ပေါ့ဟုတ်လားအဲ့ဒီတတိကြီးသေးသွားတဲ့ခါကျတော့တတိကတော်ကအင်းကကားမောင်းတဲ့ဒရိုင်ဘာနဲ့ယူလိုက်တယ်တဲ့ဟောလောဒရိုင်ဘာကနေချင်းညာချင်းမဖြစ်သွားတတိကြီးဖြစ်သွားပြီနော်အဲ့တော့အဲ့ဒီဒရိုင်ဘာကပြောတယ်တဲ့ဘာပြောလဲဆိုတော့ဩငါထင်ခဲ့တာတသက်လုံးငါကပဲတတိအတွက်အလုတ်လုတ်ပေးခဲ့ရတယ်လို့ထင်ခဲ့တာ တကယ်တကယ်တော့တတိယငါအတွက်တစ်သလုံးအလုပ်လုပ်ပေးသွားတာကိုလို့ပြောတယ်ကဲအလွန်စဉ်းစားစရာကောင်းတဲ့စကားနော်ဒီစကားလေးကသူထင်မဲ့ဆိုထင်စရာရှိတာပဲလေဒရိုင်ဘာဆိုတာတတိခိုင်းတာလောက်ရတာဟုတ်တယ်တတိအိမ်ကကျွန်တယောက်လို့ဆိုလို့မယ်ဆိုမယ်ဆိုဆိုလို့ရတယ်တတိသွားခြင်းနဲ့လိုက်ပို့ရတယ်ဒါကြောင့်တစ်သလုံးသူကပဲတတိအတွက်လုပ်လုပ်ပေးခဲ့ရတယ်လို့ထင်မဲ့ဆိုရင်ထင်စရာမရှိဘူးလားဒါပေမဲ့တကယ်တကယ်အဖြေမှန်ကပွဲသိမ်းမှသိရရင်နော်ဘယ်သူကဘယ်သူအတွက်တစ်သလုံးလုပ်လုပ်ပေးသွားတတိယဒရိုင်ဘာအတွက်တစ်သလုံးလုပ်လုပ်ပေးသွားတာ ဒါကြောင့်တခါတလေတချို့လူတွေကိုဘဇုအတွက်အလုံးလုံးနေတာလဲဆိုတာကိုတော့တိတိကျကျသိခွင် မရှိဘူး။ဒါကြောင့်ဥစဉ်ကတော့တခါလေးကြံကြံဖန်ဖန်စဉ်းစားကြည့်တယ်။အဲ့လိုလောကကြီးမှာဘာသာရေးလဲစိတ်မဝမ်းသာ။ဘဝတန်တရားလေးလဲစိတ်မဝမ်းသာ။ငြင်းငြင်းအေးနေရဖို့ခန္ဓာအကြောင်းသိဖို့လဲဘာစိတ်မှမဝမ်းသာ။လောဘဒေါသအမောဟတွေနဲ့ပဲအတင်းကာရောကုန်းယုံပြီးတော့ရှားဖွေနေရတဲ့လူတွေမရှိဘူးလား။လောဘတကြီးရှားနေကြတာနော်။စာချိန်မေးအိတ်ချိန်မေးရှားနေကြတာ။ အဲ့လိုလူတွေကိုတွေ့ရတိုင်းစိတ်ထဲမှာအတွေးလေးတစ်ခုပေါ်တယ်။အင်းတယောက်ယောက်တော့ကံကောင်းတော့မယ်နဲ့တူတယ်။ဟုတ်လား။အရင်စဉ်းစားတဲ့ကောင်းတယ်နော်။ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ဥစ္စာပစ္စည်းဆိုတာခိုင်မာတဲ့ပိုင်ဆိုင်မှုမဟုတ်ဘူး။ဘဝကိုယ်ကစားမခိုင်မာတဲ့အတွက်ကြောင့်ပိုင်ဆိုင်မှုမခိုင်မာဘူးဆိုတာအလွန်မှသိကြတယ်။သို့တော်လူတွေကဒီလောက်ရိုးရှင်းတဲ့ကိစ္စကို မတွေးမိတော့မသိကြဘူးပေါ့။ တကယ်တမ်းကခိုင်မာတဲ့ပိုင်ဆိုင်မှုကိုယ်ပိုင်ဥစ္စာပစ္စည်းစစ်စစ်လို့ပြောကျင်တယ်ဆိုရင်ကုသိုလ်ကောင်းမှုတစ်ခုပဲရှိတယ်။ကုသိုလ်ကောင်းမှုကတော့တကယ်ပိုင်တယ်နော်။မသေးခင်မှာလည်းတကယ်ပိုင်တယ်သေပြီးတဲ့နောက်မှာလည်းထားခဲ့ကြမလို့မသေးခင်လည်းစဉ်းစားလိုက်တိုင်းတွေးလိုက်တိုင်းကြည်နူးရတယ်နှစ်သက်ရတယ်ဝမ်းသာရတယ်ကိုယ်လုပ်ထားတာပဲလေ။ဟုတ်တယ်မို့လားဒါလေးကိုပြောနေတာ